ဒီနေ့ဆက်လက်တင်ဆက်ပေးခြင်းနဲ့စောင်းပါတဲ့ဘုတ်ကတော့ရေထူတဲ့ခင်းရီဘာကောင်းလဲဆိုတဲ့စောင်းပါတဲ့ဘုတ်ပဲဖြစ်ပါတယ်ခုတလောဖုတ်ဥက္ကဋ္ဌခင်းရီဟာရှက်တိတ်ခါမဲ့ဘယံပါတာပြောပြီးလူလုံးထွက်ပြလာတာမကြာခဏတွေ့နေရပါတယ်ဒါကြောင့်ဖုတ်ဥက္ကဋ္ဌခင်းရီရဲ့အကြောင်းကိုဖော်ပြဖို့လိုအပ်လာပါတယ်ခင်းရီဟာဘာကောင်းလဲခင်းရီဆိုတာဘာသာရေးပြိပခဖန်တီးတဲ့နေရာမှာ နာမည်တစ်လုံးနဲ့ကြော်ကြားသူဖြစ်တယ်လို့မျိုးသားရေးဆွံ့ရောက်တမားတွေရဲ့ခေါင်းကင်ဖခင်ကြီးလည်းဖြစ်ပါတယ်။စကားတစ်ခုကိုကလိန်စစ်ညှန်းဆင်ပြီးပြောတတ်တယ်လို့ပြောင်းလဲနေနေရမှာလဲနာမည်ကြီးသူတူဖြစ်ပါတယ်။ခင်ကြီးပြောစုခဲ့တာတွေကို အစပြန်ဖော်ရမယ်ဆိုရင်အရင်ကြံ့ခိုင်ရေးပါတီလက်ထက်ဘင်္ဂလီ၅သိန်းကို မှတ်ပုံတင်မှားရင်းထုတ်ပေးစီမှလွဲ၍ အခြားဘင်္ဂလီများနိုင်ငံသားအလွတ်အလွယ်မဖြစ်လို့ခင်ကြီးကပေါ့ပေါ့တန်တန်ပြောခဲ့ဘူးပါလေကျန်းဖွတ်လက်ထက်ဘင်္ဂလီတွေကိုမှတ်ပုံတင် ထုတ်ပေးခဲ့ခြင်း ဖြစ်ပါလေ2016ခုနှစ်ကတန်တော်ဆင့်သတင်းစာမှာပါလာတဲ့ခင်ကြီးနဲ့သတင်းထောက်တဦးရဲ့အင်တာဗျူးတစ်ခုကိုပြန်လည်ဖော်ပြပေးပါမယ်ဆက်လက်ဖတ်ရှုပေးကြပါ အဲ့ဒီအင်တာဗျူးမှာရှင်းနောက်မညီတဲ့ဇကားရီနဲ့မိမများတိဘယံပရာပြောတယ်လဲဆိုတာတွေ့ရပါလိမ့်မယ်။တရင်တော့ကကြက်ခိုင်ရေးပါတီရဲ့ဥစ္စာပစ္စည်းပိုင်ဆိုင်မှုနဲ့အတင်းကနေပါတီအဖြစ် ပြောင်းလဲချိန်မှာနိုင်ငံပိုင်မြေယာအဆောက်အုံပစ္စည်းများကိုပါတီပိုင်အဖြစ်ပြောင်းလဲခဲ့တာနဲ့ပတ်သက်ပြီးရှင်းပြနိုင်မလားလို့မေးပါတယ်။ခင်ကြီးကဒါဟာပါတီရဲ့စီးပွားရေးဆိုင်ရာတာဝန်ခံကို မေးရမှာပါလို့ဆိုပါတယ်တရင်တော့ကဟုတ်ကဲ့အဲ့ဒီပါတီစည်းဝါးရေးဆိုင်ရာတာဝန်ခံကိုဆက်သွယ်မေးမြန်းလို့ရအောင်ကူညီနိုင်မလားလို့မေးပါတယ်ခေကကျွန်တော်တို့ပါတီမှာအခုထိတော့ပါတီစည်းဝါးရေးတာဝန်ခံရာသူဘသူမှမပေးအပ်ထားပါဘူးအခုထိတော့မရှိသေးဘူးလို့ဆိုပါတယ်ဆေကပြန်ဖတ်တာတော့ခင်ကြီးပြောတာကိုနားမလည်ပါဘူးနားလည်မလဲ ဘယ်နားလဲပါမလဲသူပြောတာက ရှေ့နောက်မှမညီတာ ပြောတော့သူပါတီရဲ့စီဝေးဆိုင်ရာတာဝန်ခံကိုမေးရမှာတို့အဲ့ဒီတာဝန်ခံနဲ့ဆက်သွယ်ပြီးဖို့ပြောလိုက်တော့စီဝေးတာဝန်ခံယာဒူးကိုဘသူကမှခန့်အပ်မှုမရှိဘူးတယ်လေဖားတဲ့တောင်ခင်ကြီးလောက်မဖားသေးပါဘူး ခင်ရာတချိန်ကရဲချုပ်ယာသူကိုရကျူဘူးတယ်လို့လောက်ကဝန်ကြီးနေရာကိုလည်းရယူဘူးသူဖြစ်ပါတယ်ကျင်းဖို့ဥက္ကဋ္ဌနေရာကိုတန်းထေးရယူပြီးတဲ့နောက်ခင်ကြီးဟာဒုဥက္ကဋ္ဌနေရာမှာရှိနေပါတယ်ခင်ကြီးလောက်ကဝန်ကြီးဖြစ်ခဲ့လို့လည်းစီယူပေါက်ပြီးမြမပြည်တွင်းမှာအစမတန်များပြားလာခဲ့ခြင်းဖြစ်ပါတယ်ဂျမ်ဘသမမင်းအွန်လိုင်းအာနာလူယူပြီးတဲ့နောက် ုဥက္ကဋ္ဌဖြစ်လာပြီးအကျန်းဖတ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့လယုံတဆူဖြစ်လာပါတယ်။အာနာသိမှုနဲ့အတူသွေးတောက်အဖွဲလည်းပေါ်ထွက်လာခဲ့ပါတယ်။အဆိုပါသွေးတောက်အဖွဲခေါင်းဆောင်မှာဖုဥက္ကဋ္ဌခင်ကြီးဖြစ်ပါတယ်။ခင်ကြီးရဲ့သွေးတောက်အဖွဲတတ်လိုက်တဲ့ကြောင်းသားကြောင်းသူနဲ့ပြည်သူများစွာ ရှိခဲ့ပါတယ်။ခင်ကြီးဖုဥက္ကဋ္ဌဖြစ်လာပြီးနောက်မှာဘာသာရေးအစွန်းရောက်တမားတွေနဲ့ဖုပါတီလူလားသူတွေများစွာ ပျော်ရွှင်နေကြတယ်လို့သိရှိရပါတယ်။ခင်ကြီးလူကျင်တာလဲဘာသာရေးအစွန်းရောက်တစ်ဖက်ပိတ်တွေနဲ့စာမတက်ပေမတက်လေရဲဇရဲလူမိုက်လူရန်ကားတွေဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီသူတွေကိုအုံချပြီးလူတပ်ပွဲကြီးဖန်တီးခြင်းလို့ဖြစ်ပါတယ်။ဒါမှပြည်သူတွေကို အကြောက်တရားနဲ့လွှမ်းမိုးချုပ်ကင်လို့ရမယ်လို့အကျန်းဖတ်သမားရုပ်မာကောင်ခင်ကြီးကတွက်ဆထားလို့ဖြစ်ပါတယ်။ နောက်တစ်ခုကသူတို့မြောက်ပင်ပြီးညစ်တွန်းတွုံးငယ်လို့ကြက်မပြေတဲ့မင်းအွန်လိုင်းအာနာလူယူခဲ့တာဟာလေခင်ကြီးသိပါတယ်ဒါပေမဲ့မင်းအွန်လိုင်းရဲ့အကြိုက်ကိုလိုက်ပြီးပါတီဝင်တွေနဲ့ဘာသာရေးအစွန်းရောက်တွေကိုခြားကျွေးတာပြည်သူချင်းတတ်တဲ့လူတက်ပွဲကြီးတွေကိုခင်ကြီးဟာနောက်ွယ်ကနေကြိုးကင်ပေးနေခဲ့တာပါပဲ။ ဘာသာရေးဒီကေဦးမီဖန်တီးလာဖို့ရှိပါတယ်ခေကြီးလိုချင်တဲ့အဓိကအချက်ဟာပြည်သူချင်းပြန်တက်တဲ့သွေးကြောင်းစီးပွဲကြီးပါပဲဒါမှနိုင်ငံတော်ရဲ့အာဏာကိုအကြမ်းဖက်အဖွဲ့စစ်တပ်နဲ့ကြမ်းဖက်ပါတီဟာထာဝရချုပ်ကင်နိုင်မယ်လို့လူယုံမှာခင်ကြီးတွက်ဆထားပါတယ်ငញ្ញရေးဆိုတဲ့ဇကာဟာလူကြားကောင်းစီဖို့လေးတန်းပြစ်ပြခြင်းမျှတာဖြစ်ပါတယ်ခင်ရဲ့အကြောင်းတွေကိုပြောမယ်ဆိုရင်တော့ ပြောမဆုံးမောင်တော၃00ဆိုသလိုပါပဲအဓိကတိထားမှာကဖွတ်တခိုးလူယုံမှာခင်ကြီးဟာပြည်သူကိုဘယ်ခါမှမျက်နာမမူခဲ့ပါဘူးလူအသက်ပေါင်းများစွာကိုချနှင်းပြီးအာနာရယူလူချင်းနဲ့ပြည်သူဗန္နာတွေကိုအတ္တမသိမ့်ပိုက်လူတဲ့ဆန္ဒသာရှိကြပါလေဒီဘွဲမှာခွင်းလွတ်လို့မရတဲ့အထဲခင်ကြီးလဲထိတ်ဆုံးကပါတယ်ဆိုတာတိထားကြပါ အသေးနှလုံးရဲ့အနက်ဆိုင်ဆုံးနေရာမှာမှတ်သားထားကြစေခြင်းပါလေပြည်သူတို့ရဲ့ခုခံတွန်းလှန်စစ်မုတ်ချအောင်ရမယ်